ိုတာစိတ်ကဟောက်ထောက်တာဖြစ်တယ်၊ဉာဏ်ကဟောက်ထောက်တာဖြစ်တယ်။ဒါကြောင့်စိတ်ကိုတည်ငြိမ်မှုတွေရအောင်၊ထိချမ်းမှုတွေရအောင်။ဒါနဲ့စိတ်တာလုံးပဒနာရှုပ်ွားလေးကိုဟောပြပါမယ်။စိတ်တာလုံးပဒနာဆိုတာစိတ်ကိုအပြန်လေးလေးရှု ာကိုစိတ်တဏ္ဍနာလို့ခေါ်တယ်စိတ်တဏ္ဍနာရှုံးမယ်ဆိုရင်မိမိရဲ့ဝိညာဉ်ထွက်နေကိုအဲ့ဒီစိတ်တစ်ခုကိုမုတ်တည်ပြီးတော့ရှုရတယ်ဝိညာဉ်လေဝိညာဉ်လေသိထွက်တယ်လေထွက်တယ်လို့သိလို့ပြရတယ်ဝိညာဉ်ထွက်လို့ရင်းနဲ့အပြေမှာအားလို့ရှိတယ် နောက်မှာကြာနေတဲ့ဟောတာကြာစေတယ်။နှာခေါင်းမှာလည်းလာတဲ့ဟောတာနဲ့စိတ်တွေ

စိတ်ဆိုတာလည်းစိတ်နဲ့တူတယ်ခောက်ခံမှာလည်းစိတ်ပြတ်တယ်လို့လည်းဖြတ်ခဲ့နေဆိုမရှိတော့ဖြစ်ပြီးတော့ပြတ်သွားတယ်နောက်နောက်မှာကြာလာတယ်မရှိတော့ပြတ်သွားတယ်ဒီလိုပဲလည်းစိတ်ပေါ်မှာစိတ်ကိုယ်သာမှန်စွာသိရပြီဝိုင်းတဲ့မှာ၆မျိုးရှိတယ်လောဘစိတ်ဒေါသစိတ်မောဟစိတ်အလောဘစိတ်အလို passei pelo sei. Passei me bola fora. Lova sei boa ele, oh, lova será. Nem me ama a palma, xena, oh, lova. Lota sei bem, boa sei bem. Alô, passei. Lúcia, venha nesse, arroba, sei, vida, por isso, sei. ောက်တွေ့တော်စေအာလောရှုခတ်ဆရာဆက်သုံးမျိုးရှိတယ်ဖိသေစိတ်ကနှစ်ခုအပြင်းသေးစိတ်ကငါးခုအတွင်းသေးစိတ်ကခြောက်ခုဆက်သုံးမျိုးရှိတယ်အဲ့ဒီဆက်သုံးမှုမှာဝန်လေဖတ်လေဆိုရင်ဖိသေစိတ်နှစ်ခုကိုမုတ်သေးပြီးတော့ရှုရတယ် ကျေးဇူးပါကြောင့်ဘုဟုဆရာတော်ပြေကပန်းခူပင်ဥပမာပြေတော့အပန်းခူတတော်နဲ့တူတယ်ပန်းခူတတော်ကအလေးကောင်းတင်းတင်းမှလေးပြီးတော့ ွာစိတ်ကိုကြောက်ခက်တာခေါ်ပြီးစံတာပြီးခန္ဓာဝေလေးစွာတာစိတ်ဝေလေးစွာတာဒီလိုရမှာဘုရားရောက်ချောင်းမှာဘုဘမရှိဘူးအတ္တကိုခေါ်တာပါအတ္တဆိုတာအမှန်တရားကြောက်ရကောင်းတယ်ဒါကြောင့်ကိုယ့်ရဲ့စိတ်မှာအေးချမ်းမှုတွေအေးချမ်းမှုတွေရအောင်ကြိုးစားစိတ်ကိုရင်ပြီးတော့ရှိ